အစိုးရနဲ့ညီညာရေးယူထားတဲ့တိုင်းဒေသလက်နက်ကိုင်ဖွဲ့တွေဟာနိုင်ငံတော်ပေါ်မှာတစ္ဆာစောင့်တိမှုမရှိဘဲကိုကျိုးအတွက်တရားမဝင်လုပ်ငန်းတွေမှာပါဝင်ပတ်သက်နေတယ်လို့အနာသိစစ်ကောင်းဆောင်ပူဇော်မှုကြီးမင်းအောင်လှိုင်ကနိုဝင်ဘာလ16ရက်နေ့မနက်ကမော်လမြိုင်မြို့ကလူလူနဲ့တွေ့ဆုံချိန်မှာပြောဆိုခဲ့တဲ့အပေါ်အခုလိုတုံ့ပြန်လိုက်တာပါတရားမဝင်ကုန်သွယ်မှုလုပ်ငန်းတွေဆောင်ရွက်တာဟာမြန်မာနိုင်ငံနေဆက်ဒေသမှာအခြေပြုနေကြတဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေကိုတက်ဆူးရှည်စီနိုင်တယ်လို့ နိုင်ငံတော်ကရတဲ့ရလိုက်တဲ့အခွန်အခတွေအတွက်လည်းထိခိုက်နစ်နာရတယ်လို့လည်းစစ်ကောင်းဆောင်ကပြောဆိုခဲ့ပါတယ်။ကျိုးတရားတစ်ခုခုဖြစ်ပေါ်လာတဲ့ဆိုတာဒါအကြောင်းတရားတစ်ခုခုရှိလို့ဖြစ်ပေါ်လာတာကြီးပါပဲ။ကျွန်တော်တို့ကတရားနဲ့တရားလက်ညှိုးသို့ဒုက္ခပြောဆိုတာတည်းဆာလို့ရှိရင်ပေါ့လေခုနကကျွန်တော်ပြောတယ်လို့မျိုးပေါ့။ပြဿနာတစ်ခုကိုကျွန်တော်တို့ကတစ်ထည့်တည်းကြည့်ပြီးတော့ပြောတာတည်းပေါ့လေ။အဲ့ဒီပြဿနာရဲ့အရင်းအမြစ် အဲ့ဒါကိုဘက်စုံတော့သွားကြည့်ပြီးတော့မှအဒီယတနာအတွက်ဒီခက်ခဲအတွက်ကျွန်တော်တို့ကတစ်ဖက်စလုံးဒါမိနိုင်ဖြစ်ရှင်တဲ့နီလန်းကိုရှားချံပေါ်ထုတ်တာကပဲပြောတာတက်စားလို့ရှိရင်တော့ကျွန်တော်တို့လက်တွေ့ကျဖို့ဘူးစားပေါ့လေဟိုဖြစ်ရှင်နိုင်တဲ့နီလန်းကပို့ပြီးတော့လက်တွေ့ကျမယ်ဖြစ်ပါလေဒီမနက်ငယ်မှာဖြစ်ပေါ်နေတဲ့စီးရင်နိုင်ငံရေးအခြေအနေကိုကြော်လွှားပြီးငြိမ်းချမ်းရေးကိုပေါ်ဆောင်မှုကြိုးစားနေတဲ့အချိန်မှာ ငြိမ်းချမ်းရေးကိုပဲရှေးရှုတဲ့ပြောဆိုမှုတွေကိုပြောဖို့လိုအပ်ပြီးတခြားအဖွဲ့အစည်းတွေအပေါ်အပြစ်တင်ပြောဆိုမှုတွေမလုပ်ဖို့လိုတယ်လို့ဆိုပါတယ်စစ်တကအာဏာသိမ်းပြီးတဲ့နောက်ပိုင်းကစလို့ SCA ရပ်ဖော်ဆောင်နေတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာလည်းရပ်တန့်သွားပြီးဆွေးနွေးမှုတွေလည်းမရှိတော့ဘူးလို့ဘုံမူကြီးစောကျော်ကျော်ကပြောပါတယ်အဲငြိမ်းချမ်းလုပ်ငန်းစဉ်ဆိုတာကတော့ဒါကျွန်တော်တို့အမြင်နဲ့ဆိုရင်တော့မရှိတာကြပါဘူးပြည်တော်စုငြိမ်းချမ်းကြီးကိုကျွန်တော်တို့ NC ကိုအခြေခံပြီးတော့ ေါ်ဆောင်မဲ့ရန်တရားဒီလုပ်ငန်းရှင်တွေကဒါရပ်တန့်နေတာမလုံနိုင်ကြတာကြာပါဘူး။ဒါကြောင့်မလို့ကျွန်တော်တို့ပြောနေတဲ့ဒီငွေကြေးလုပ်ငန်းရှင်ဆိုတာကျွန်တော်တို့ကအခုကနေပြီးတော့ဒီစမတ်တစ်ခုကိုပြန်ပြီးတော့အစားပြည့်နိုင်ဖို့ကျူပန်းနေစေကာလလို့ပဲကျွန်တော်တို့မြင်ပါတယ်။စစ်တပ်အနာသိမ်းပြီးတဲ့နောက်ပိုင်းမှာတနင်္ဂနွေပြည်ခတ်တက်ခဲ့မှုရေးစေးသဘောသူစာချုပ် NCA မှာလက်မှတ်ရေးထိုးခဲ့တဲ့အဖွဲ့စစ်ပွဲတွေက ကရင်မျိုးသားစည်းရုံး KMU မြန်မာနိုင်ငံလုံးဆိုင်ရာကြောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ပုံမျိုးသားလူမျိုးရေးအဖွဲ့ချုပ် PNL နဲ့ချင်းမျိုးသားတပ်ဦး CNF အဖွဲ့တွေက NCA စာချုပ်ကပြတ်သွားပြီလို့ပြောဆိုပြီးစစ်တပ်နဲ့တွဲဆုံဆွေးနွေးမှုတွေကိုဆက်လက်မလုပ်ဆောင်တော့ပါဘူး။ကြံအဖွဲ့6ဖွဲ့ကတော့တဖွဲ့ချင်းအလိုက်စစ်တပ်နဲ့ဆွေးနွေးမှုတွေကိုဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။ကျွန်တော်အောင်သူပါခင်ဗျာ။